ောင်းနေ။ဟောဟုတ်ကဲ့ဆရာ။တနင်္ဂနွေ live stream လေးဆရာအစွမ်းတော်ပြောတယ်လို့ဆရာရဲ့ဆရာလည်းသိတာပဲအခုကျွန်တော်တို့ညီမသမားတွေအကုန်လုံးဟလာနော်တနင်္ခွဲနှစ်နှစ်လောက်အဲ covid နဲ့ရောနောက်ပြီးတော့ကျွန်တော်နိုင်ငံရေးအခြေအနေလေးတွေရောဗောနော်။အဲ့ဒါနဲ့ကျွန်တော် income တွေကရပ်သွားတာဆရာနော်။ရပ်သွားတဲ့အခါကျတော့ကျွန်တော်တို့လည်းဟိုဘယ်လိုပြောမလဲဟိုဝင်ဝင်လေးပေါ့ဆရာ။နောက်ပြီးတော့ဝင်ဝင်စားလဲအဲ့ဒီဝင်ဝင်ယူတအားကြီးဟိုဟိုလိုအပ်တာမျိုးတော့လည်းမဟုတ်ဘူးဆရာ။အဓိကဘာမှအလုံးမရှိပဲနဲ့ဟိုဘယ်လိုပြောမလဲမနေတတ်တာ။ ရင်တော့ဆရာ24 hour မှာအားပါပါပါကျွန်တော်တို့အားပွဲကိစ္စတွေဘာတွေချင်းဆိုတာဘာသာရှုပ်ချက်တွေခံအခုချိန်မှာဘာလို့လို့လောက်အောင်မသိဆိုတော့ဒါလေးလို့ချင်းအားဖြင့် entertain လည်းဖြစ်တယ် incoming လေးလည်း ဖြစ်တယ်ဆရာရဲ့အဲ့ကျတော့ကျွန်တော်သူအများကြီးလည်းအဲ့ဒီသဘောလေးတွေပါပါလိမ့်မယ်เนาะဆိုတော့ကျွန်တော်လည်းကျွန်တော်ရဲ့မိတ်ဆွေကုမ္ပဏီတွေပေါ့เนาะအဲ့သူတို့ရဲ့ပိုးတယ်လေးတွေအလားယူပြီးတော့ live ရောင်းပေးတယ်နောက်ပြီးတော့ cosmetic king cosmetic ပေါ့เนาะဟိုဆက်ပြအသားဖြူဆက်ပြလေးတွေ scrub တွေလေအဲ့ဒါမျိုးလေးမတူအောင်ပေါ့ဆရာရဲ့ entertaining လည်းဖြစ်အောင်အဲ့ဒီမှာလည်းဆွမ်းနာပြောဆိုလို့ကျွန်တော်တယောက်တည်း live နေရာထဲစာလို့ရှိရင်အားတစ်ခါ main လေးတွေ short ဝေ့ပြီးတော့တဲ့လားနောက်ပြုတ်ပြီးတော့အခွေနောက်နေလေပျော်စရာဖြစ်အောင် entertaining လည်းဖြစ်အောင်အဲ့လိုလေးလည်း live လုပ်တယ်နောက်တစ်ခါကျွန်တော်သမီးတွေပေါ့တပည့်မလေးတွေ ော်ရယ်ကောင်မလေးတွေလည်းခေါ်ပြီးတော့မှတခါ live အားဖြည့်ပေါ့နော်အဲ့ကြတော့နည်းနည်းဟိုပို့ပြီးတော့ကြည့်ရတဲ့သူလည်းပတာကဖြစ်တယ်နော် entertain လည်းဖြစ်တယ်နော်ဝယ်ခြင်းစိတ်လေးလည်းပို့ပြီးဖြစ်တာပေါ့နော်အဲအဲ့သဘောလေးနဲ့ live စိတ်လေးစီအစေးစိတ်တွေကလုံးဖြစ်တာစီဟာဒါပေမဲ့တခုရှိတာကျွန်တော်ကကျတော့ feeling တမားတဲ့လား feeling တမားတော့အခုဒီနေ့ဒီနေ့မနက်ဖြန် sorry မနက်ဖြန် live စိတ်ပေါ်စီဟာရယ်အာဒီနေ့မှဟိုဟာပြကြခါကြဘာညာအဲ့လိုတဲ့မှာစိတ်ဆင်းရဲစရာကိစ္စကြုံသွားရင်ကျွန်တော်က ပြီးသွားပြီမလုတ်ချင်တော့မုတ်ကလေတင်လားကိုယ်တွေပါဝင်ပြီးခံစားပြီးတော့ feeling တွေကအားတခါပက်လက်တွေလန်ပြီးတော့ဆိုတော့ကျွန်တော်နဲ့ကြာတိတ်မကြိုက်ဘူး live scene ဆင်ရလေတိလားဟိုတချို့သူတွေကဘလို့သဘောနဲ့လုတ်တယ်မသိဘူးပေါ့နော်ကျွန်တော်အဲ့လိုမျိုးပေါ့ကိုယ်နိုင်ငံအခုချိန်မှာဆွမ်းတော့ပြောတဲ့အတိုင်းဆရာရဲ့အခုချိန်မှာအတားကြီးငြိမ်သက်နေရမျိုးလည်းမဟုတ်သေးဘူးတည်ငြိမ်နေရလည်းမဟုတ်သေးတဲ့အခါကျတော့ကိုတွေကတကယ်တမ်းတော့မလုတ်ချင်ဘူး သို့တော့ဆက်လာပြောလို့ပဲ incoming လေးသဘောလေးလည်းတက်ရအောင်နောက်ပြီးတော့ကိုလည်းဘာမှမလိုရတဲ့အခါမှာအပြင်းပြေလေးပေါ့နော်ဆိုတဲ့အခါကျအဲ့အလုတ်အလုတ်တစ်ခုအနေနဲ့ဒါလေးလေးရှင်းပြနေတာပေါ့ဟုတ်တယ်ရှင်းသန်းတာပေါ့ဆရာနောက်ပြီးတော့ကို fan အနေနဲ့လည်း interest ဖြစ်တယ်ဆရာအမြဲတစေကြတယ်တို့တို့ဘာမှမလိုရင်လည်းအဆင်မပြေဘူးလေဆရာမေ့သွားတာဟုတ်ဟုတ်တယ်မလားနောက်တစ်ခုကအခုကဟုတ်ရှင်ငင်းမင်းအမျိုးလိုလုပ်တယ်ထင်ပါဘုထူးဆန်းလားပေါ့နော်ဟုတ်ကဲ့လူကြံတဲ့လောကမပတ်သက်တာအော်ဟုတ်ဟုတ်အော်ဟုတ်ဟုတ်မဟာရာဂျာဘာအင်း တိုင်းရာရောက်ဟုတ်ကဲ့ဝင်ဆောင်ပြီးတော့ဟုတ်ပါရတက်ထုတ်ထိုးဟုတ်ကဲ့ဟုတ်တယ်ဆရာ အဲ့ဒါကဆရာရဲ့ဒီလိုဟောလေတကယ်တမ်းကအခုမှထလို့တာမဟုတ်ဘူးဆရာသိလားဆရာအောင်မြတ်ခံတော်သိတယ်သိလားအဲ့ဒါကျွန်တော်ကဟိုနုပြလို့တွေလုံနေတော့ကလေးကကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲကျွန်တော်ကဟိုလိုင်စင်တွေလဲလျှောက်ထားတယ်ဆရာရဲ့ဟိုဆိုင်းမွန်လိုင်စင်တွေဘာလဲတင်ထားတယ်ပြီအဲ့ဒါပြီးမှကိုဗစ်ကထပြတ်သွားတာဖြစ်တော့ကျွန်တော်တို့လိုင်စင်လည်းမကြဘူးဟုတ်မကြသေးဘူးဘာလို့လဲမှမသိကျွန်တော်ကဆိုင်အကြီးဖွင့်တော့မလို့အဲ့ဒါကိုကျွန်တော်ဝါသနာပါတယ်ဆရာမြန်မာတိုင်းစိတ်လည်းဝါသနာပါတယ်အိန္ဒိယတိုင်းစိတ်လည်းဝါသနာပါတယ်အာယုပေးတာပါအဲ့လိုမျိုးပေါ့နော်ဟိုဆရာမကြီးဟိုဒေါ် ကျန်ရမလေးကျန်ရမမလေးနီလာအဲသူသူကဖတ်ရင်းနဲ့ကျွန်တော်ကလေတကယ်ပါအဲ့တော့လူမာလက်ဓာတ်ဆိုတာပေါ့ဆရာအစောပြောဆိုရတော့အပိတ်အေးဓာတ်ရှိတယ်လေအဲ့ဆရာမကြီးတော့ဘာလို့နိုင်ငံသားသွားတော့ကသူကဟိုသူ့ဓာတ်နဲ့မတည့်လို့မစားတော့ဟိုသူကင်ဆာဖြစ်နေလို့ပါပါညာဆိုပြီးတော့အိုးအိုးနဲ့ကောင်းကင်းမောင်းကိုတည့်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လူတွေကောင်းကင်းမောင်းစားရင်ဝကျုပ်တယ်ဟုတ်တယ်ဝကျုပ်ဦးလို့ကြတော့ ဝင်းချုပ်တော့ဟုတ်ကျန်ရမမလေးကသူ့တက်နေကောင်းကြီးကောင်းကျွေးလိုက်တယ်ကျွေးတယ်အဲ့မှာဆက်ဝင်းသွားတယ်ဟုတ်တယ်အဲ့လိုသူ့တက်နေသူမနော်ဟုတ်တယ်အခုဆရာပြောသလိုအားလုံးဆိုတိတာကကောင်းကြီးကောင်းဆိုင်ဝင်းချုပ်မယ်ဟုတ်တယ်ဟုတ်တော့လေဟိုဖျားနေရေမချိုးရဘူးဟုတ်တယ် तू ကဖျားမှုဖြစ်လို့တော့ကရေထဲဝင်ပြီးစိတ်ရေချိုးရတယ်နောက်ကျတော့ကနဟိုဒေါနာဟုတ်တယ်ပန်းကက်တွေနဲ့လေပန်းကက်တွေနဲ့ဒန်းကက်ဒန်းကက်အဲ့မှာရောကတွေပြောက်တယ်ဟုတ်တယ် ဒီထူးဆန်းနေလေထူးဆန်းနေမမတော့ဓာတ်တော်ဟုတ်တယ်ဆရာဓာတ်ဓာတ်ဟုတ်အစွမ်းနာပြောဆိုဆရာရဲ့အခုဆရာဟိုဟာဖြစ်တယ်ဆိုရင်ထပ်ပါခြေတော့ဒူးကောင်းအောက်ကိုရေလောင်းကြည့်လိုက်ရောဟုတ်တော့အခုချင်းချင်းချင်းနေလေအခုနွေရသည်ဆိုရင်ဟုတ်တယ်အဲ့ဒါဓာတ်ပဲလေဆရာဟုတ်တယ်မလားအဲ့တဘောလေးတွေပေါ့ဆိုတော့ကျွန်တော်အဲ့ဒါလေးတွေလေ့လာတယ်ဒါပေမဲ့တခုရှိတာကျွန်တော်တို့မဟာရာဇာကကြတော့ကုတာမဟုတ်ဆရာရဲ့ တိလားဆရာဟိုလေဟိုစေးကုပေးတာမဟုတ်ဘူးကျွန်တော်တို့ကအထောက်ကြီးပေါင်းသမားတွေရှိမယ်အကဲတက်ခဲတာရှိမယ်ဟလာအကြောတင်ကြောလဲခါညာအဲ့ဒါကိုကျွန်တော်တို့ကစေးလိန်ပေးပြီးတဲ့အခါကျတော့မှဒီတိုင်းစေးကိုကျွန်တော်ကရင်းနှီးငွေနဲ့ပေါင်းခံပြီးတော့ထိုးပေးတာဟုတ်ဟုတ်ထိုးပြီးတဲ့ခါကျတက်တာတာပေါ့ဆရာတက်တယ်ပေါ့တကယ်လုံးဝကိုမိုက်တယ်အခုတော့မှကျွန်တော်တို့မှအရင်မနေ့ကတော့ဆိုဖျားမလို့ဖြစ်သွားဆရာအာတော့ဆရာကိုအိုမီခရွန်တွေပါဖြစ်နေဒုက္ခတင်လားအာကိုကကိုယူနေငယ်ယူနေတဲပြီးတော့ဘယ်သူမှလည်းကျွန်တော်တို့ဘက်ကလည်းမရှိလို့ကျွန်တော်ကကျွန်တော်တွေထိုးနေတာအခုဆိုလန်ဆန်ဖရက်ထိုးပြီးပြီးချင်းလည်းတည်တာတယ်ပြီးရင်လ ယ်သူကတိတာတယ်အသက်ရှူလို့ပါကျွန်တော်ဆစ်လေးတောက်တယ်ဆရာဆစ်လေးတမိုင်းဒီ level လေးဘာလဲဆိုတော့တက်မှာကြက်ခဲနေတာလေအဲ့လိုကျွန်တော်ဒီဒီ level လေးကိုကြက်ထုံးတဲ့ကိုယ့်အကိုမင်းကထိုးလုံးဝရှင်းအသက်ရှူလို့ကောင်းအဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တော်မှလေးစဉ်းစားတာအော်လို့နိုင်ငံတော်အနေနဲ့ပြောပါရတယ်ဟုတ်ကဲ့အခုဘယ်လိုပြောအခုကိုဗစ်ဖြစ်ကြတယ်ဟဟလာနောက်ပြီးတော့ခရိုင်တင်းစင်တာတွေဘာတွေမှာတော့မှအဲ့ဒီကြက်ထုတ်တွေဘာတွေနဲ့ကုပေးရင် ကောင်းမလားဗောနော်တဲ့နော်မြန်မာတိုင်းစေးအနေနဲ့လေနော်ဆရာနော်အဲ့ဒါဘောက်တော့အခုသိတဲ့တိုင်းဆရာရဲ့ဘယ်သူအောင်ဒီကိုဗစ်ဆေးဆိုပြီးတော့ဒိန်းဆိုပြီးတော့ဒါပြောက်ပြီးဟိတ်လို့ထိုးလို့ရတာမဟုတ်မျိုးမဟုတ်တာစန္ဒမန်းနဲ့ကုနေရတာ international မှာလဲဟုတ်လူမြရာရှင်နေတယ်မြန်မာနော်ဟုတ်တယ်လောကြတယ်ကျွန်တော်စီမှာလောကြတော့မှာကိုသားဆိုးတို့နောက်ပြီးတော့ Supertra နောက်ပြီးဒါရိုက်တာကိုညုံမင်းလွင်ခရစ်စတီနာတို့ဒါတွေကတော့ကိုအောင်ကိုနဲ့အမှုညာနင်းွယ်နေတဲ့ဟိုမိတ်ဆွေတွေဆိုတော့လေအဲသူတို့တွေကလမ်းပြီးဖုန်းတွေဆက်ကြပြီးတော့မလောကြပြီးတော့သူတို့လည်းကြိုက်ကြတယ်ထပ်လည်းခေါ်ကြတယ်ဆရာဟုတ် ဟိုဟာပေါ့ဒီလိုလူငယ်တယောက်နေနဲ့เนาะဟုတ်အဲ့ဒီတိုင်းစိပညာကိုဝါသနာပါပြီးတော့ဟုတ်ကဲ့တို့လိုကြက်ထုတ်เนาะဟုတ်ကိစ္စကိုဒါကအခုမြင်နေရတာပေါ့လေဟုတ်ကဲ့ဟုတ်ကိုကစနစ်ကြလေဟုတ်တယ်ဆရာကိုကလေးတွေကိုတက်ကလေးနဲ့ပြင်လုပ်ပြီးတော့ချိန်လောက်ရသေးတယ်ဆရာ staff တွေကိုလွတ်ပြီးနော်ဟုတ်တယ်ပြေးပြီးတော့အိမ်နိုင်ရောက်ဝန်ဆောင်မှုပြေးရဟုတ်တယ်ဟုတ်အဲဒါလည်းထူးကြတယ်ကိစ္စပါပဲနော်သူကဟိုလေ gap လေးရှိတယ်လေဆရာရဲ့ 1 hour ကားတယ်ဆိုရင်ဟလာကျွန်တော်နောက်ကြောပိုင်းကိုဘယ်နှမိနစ်အဲ့တော့စီးလင်းဘယ်နှမိနစ်ထိုးတာဘယ်နှမိနစ်ဘယ်နေဘယ် point ဘယ် point ဘယ် point တွေကိုမလွတ်အောင်ဟုတ်တယ်ဆရာရဲ့ခေါင်းမှာရှိတဲ့အကြောတွေအကုန်လုံးဆိုဒီဒီဒီကျွန်တော်တို့ဒီဇက်ခွက်ပေါ့တည့်ရတည့်အဲ့ဒါလို့ထိုးတာနောက်တော့ကြောရိုးတစ်လျှောက်ဒီခဇက်တွေနောက်ပြီးတော့ဂေါက်အကွေးချစ်ဘွားအဲ့ဒီ point ကိုရောင်းထိုးရတာအဆိုင်တဲ့ point မျိုးဟုတ်တယ်ဟုတ်တယ်ကျန်တဲ့နေရာတွေကတော့သူကသူထိုးတော့ထိုးပေးရတယ်ပေါ့လေအဲ့ဒါတွေကိုကျွန်တော်တို့က train လုပ်ပေးရသေးတာကလေးတွေကို train လုပ်ပြီး okay ငါ့ကိုပြန်ထိုးပြအဘသူဘလိုလိုတယ်လိန်းနေနေမှာလဲလဲရချင်မလို့လိုတယ်ဘာကြောင့်အေး okay ပြီဆိုမှကျွန်တော်တို့လွှတ်တာနောက်ပိုင်းကြာရင်အဲ့ဒီလေးစေးတွေပဲဒီပါဟုတ်ကဲ့ဟိုဒါ ကျေကျေပြင်းပြင်းကျေကျေပြင်းပြင်းဟုတ်တယ်ရောက်ပေါ်ရှိတယ်ကြာဟုတ်လုံးဝကျွန်တော်ပြောသူဟုတ်ပုံတင်ရရတယ်ကွာဟုတ်တယ်ကိုဗစ်ဖြစ်သွားလိုက်လို့ဟုတ်ကဲ့အဲ့တော့ဆိုင်းဆိုင်းဖွင့်တော့မယ်ဆိုကျွန်တော်ငားတော့မယ်ဆိုနေဝါတော့တော့တိတယ်တော်တော်လေတငယ်ချင်းနေဟဲ့တငယ်ချင်းနေမငားသေးနဲ့ဟောတော့ကြာကွာမယ်ဆိုထင်းတဲ့အတိုင်းပဲအဲ့လာပြီးတော့ကိုဗစ်တွေဆတော့လေဒါပေမဲ့နောက်ဒီဒီမကြမကြဖြစ်လာတာပါနော်ဒါပါအခုကျွန်တော်တို့အတိုင်းအချင်းနေโอเคသွားပြီးနုပြန်လုပ်တယ်လုံးလို့ရပြီးဆိုလဲကျွန်တော်ကတက်ကြီးရင်ဒီဒီတိုင်းစေးဟာလေးကိုတေချာဖွင့်ပြီးလုံးတော့ဒါဒါတော့ဟိုအသက်ကြီးလဲဟုတ်တယ်လုံးလို့ရ ရတဲ့ကိစ္စပါเนาะကိစ္စမျိုးလေနောက်ကိုလည်းစိတ်ဝင်စားတယ်နောက်ပြီးတော့ဒါလေးကလည်းအားလုံးအတွက်လည်းကုသိုလ်လေးရဝမ်းလဲဝဆရာရယ်ပြည်လားနော်လေသူများလုပ်ပြီးတယ်သူများယောဂါတွေကင်းရှင်းသွားတယ်ကိုလည်းဝန်ဆောင်ကားလေးရတယ်မဟာရာဇာဆိုဘာဘာနာမည်ပေးမဟာရာဇာဆိုတဲ့အတိုင်းအိန္ဒိယဆေးလဲဖြစ်တော်ဆရာရယ်ပြည်လားရာဇာဆိုဘုရင်လေပြည်လားမဟာရာကြီးကျယ်မြတ်မြတ်တော်ဘုရင်ပေါ့အဲမဟာဘုရင်ပေါ့ဆရာရယ်မဟာရာဇာဆိုနာမည်ဟိုမထမန်နုမြတ်တော်ပြောဝင်သေးတယ်ဟိုဘာတော့ဒေါက်တာနုမြတ်နုမြတ်တင်ကြီးအဲနုမြတ်တင်ကြီးနုမြတ်တော်မဟာရာဇာလဲနာမည်မိုက်တယ် တော်နာမည်ရွေးရတာတော်တယ်ဆရာကြီးအဲကျေးဇူးပါပဲဟုတ်ကဲ့ဘုလိုနော်ချိန်မအားရပါအခုသူလည်းပြေးရလွာတယ်ဟုတ်တယ်ဆရာဒီနေ့ live stream ရှိတယ်အဲဒါမဲ့ဆရာကလည်းပို့ပြီးကျေးဇူးတင်တာဘာလို့ကျွန်တော်တို့ကျွန်တော်အမှုပညာကိစ္စရယ်ဆိုရင်မသိတဲ့တောင်မသိတဲ့သူတွေတော့မသိတော့ဘူးဆရာရယ်ဆရာပြောဆိုစာရေးတာရယ်ပါတယ်အခုဆရာတို့ဆရာနေပြီးတော့မှ talk show လေးရနေပြီးတော့ပြန်ပြီးတော့ introduce ပြန်လုပ်တဲ့သဘောလိုဖြစ်သွားတာပေါ့နော်အဲ့တော့ကိုကျေးဇူးလည်းအများကြီးတင်ပါတယ်ခင်ဗျာဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဘာလဲလက်တဲ့ကြားရေးကကုလို့ဟုတ်လား ရုပ်ရှင်အမှုပညာเนาะကိစ္စတွေရောအဲ model agency နဲ့ပတ်သက်တာရောနောက်ဆုံးတရင်စေးတွေရောတရင်စေးရောเนาะဟိုချိန်ကာလအတူတူအတွင်းမှာအများကြီးပြောသွားပြီးတာအများကြီးသူတွေမိုက်ခွေเนาะဟုတ်ကဲ့ခင်ဗျာဆက်လက်အောင်မြင်ပါစေဟုတ်ကဲ့ပြည့်ရစုံနဲ့ပြပါစေဆရာ